စိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့သူတွေရှိလားအရန်ထိတ်လန့်နေတဲ့သူတွေရှိလားအရန်အားငယ်နေတဲ့သူတွေရှိလားမေးရမယ်အရေးပြားပြဿနာအရေးပြားပြဿနာတော့ပြောမနေနဲ့ဘယ်လိုပြောရမလဲလူစုဝေးနေနေပြီဟိဆိုရင်ဖြစ်တတ်တယ် what that ပေါ့နော်အခုချိန်မှာအစားအသောက်တွေကအခုအိမ်မှာချက်ပြုတ်စားတောက်လို့မျိုးသူတို့အဟာရပြည့်ပြည့်ဟိုကစားရမှာမဟုတ်ဘူးအဲ့တော့မန်နျူထရီရှင်းဖြစ်နိုင်တယ်အစုလိုက်ပြုတ်လိုက်နေတာဖြစ်တဲ့အတွက်အသက်9နှစ်ကနေ15နှစ်အတွင်းကလေးတွေဆိုရင်ဝက်သက်ကောင်းစေပြန်ထိုးပေးဖို့လိုအပ်တယ်เนาะအဲ့လိုပြဿနာမျိုးတွေဖြစ်လာနိုင်တဲ့ ကျမရဲ့ဆောင်ရှားမှုကတော်တော်ကိုလိုတယ်လို့ပြောရမှာပေါ့အဲဘာဖြစ်လို့လဲဆိုတော့အခုကျမတို့သွားခဲ့တဲ့ခီးစင်မှာဆိုရင်တော့မှကုလင်းနဲ့ကြုံကြိုက်တဲ့ရေလှူတဲ့အဖွဲတွေအစားတောက်လှူတာတွေပတ်စံပေါ့ငွေကြေးလှူတဲ့အဖွဲစီတိုးပေမဲ့အဲဒီစေဝါလူတာလုံးဝမတွေ့ခဲ့ဘူးเนาะစေဝါစေးလာလူရဲ့အဖွဲမျိုးပေါ့เนาะမတွေ့ခဲ့ဘူးကိုနဲ့မတွေ့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့မတွေ့ဘူးဆိုကြတဲ့ဟိုပါသူဒီတခြားသောလူတန်းမှုတွေထက်စာရင်နဲတယ်လို့လဲ ပြောရမှာပေါ့နော်အဲ့တော့လှူတဲ့သူတွေကလည်းအစားတောက်တော့ဘာလေးချက်ပေးမယ်ဘာလေးဘာပစ္စည်းလေးလိုမယ်ဆိုတာသိပေမဲ့စေဝါကြတော့ဟိုဘာလေးလိုရမလဲဆိုတာလူတိုင်းသိကြမှသိမှာပေါ့လေပြီးတော့လိုအပ်တဲ့စေးလည်းဖြစ်ဖို့လိုတာပေါ့နော်ဟိုအခုချိန်မှာအခုလိုမျိုး ။တဘာဝပြည်နယ်ဖြစ်တဲ့အခါကျဘလို့ဟာမျိုးတွေကလိုမလဲဆိုတာမသိတာအကြောင်းမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့တော့ဆေးဝါးလှူဒန်းမှုတွေမှာလည်းလိုရယ်။နောက်တစ်ခုကကျအခုလိုအချိန်မျိုးမျိုးမှာဆေးရုံတွေဆေးကန်းတွေအဲ့ဒါတွေကလည်းပြိုလဲပျက်စီးသွားတာဖြစ်တဲ့အတွက်ပုံမှန်ရနေကြကျန်းမာရေးဆောက်ရှောက်မှုတွေပို့ပြီးရော့ရတာမျိုးရှိတယ်။ဆေးဝါးပစ္စည်းပြက်လက်တာဝယ်ရခက်ခဲတဲ့ပြဿနာလည်းရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာတွေ့ရပါတယ်။အဲ့ဒါကြောင့်မလို့ဟိုတို့တွေကဟိုဒုက္ခရောက်နေတဲ့သူတွေဆိုတော့ဆေးရုံကလည်းရှိရနေရတို့ဆေးရောက်နေနေရတို့ကိုတိလက်အောင်တောင်းဝယ်နိုင်မှုခက်ခဲပါတယ်မလို့ခုပါအဲ့တော့ မြန်မာပြည်တနက်များမှာရှိတဲ့သူတွေကပဲဆေးတွေတဲဝါမယ်ကျန်းမာရေးဆောက်ရှောက်မှုတွေယူဆောင်ဝါမယ်မတို့ mobile clinic တွေကိုဖြစ်တဲ့နေရာတွေလိုအပ်တဲ့သူတွေနေရာတွေစီသွားပြီးတော့လုတ်ပေးဖို့ပေါ့နော်လိုအပ်နေတယ်လို့မြင်ပါတယ်ဘာလို့လဲဆိုရှိတဲ့ဆေးရုံတွေကလည်းကျန်းမာရေးဝန်ထမ်းပေါ့ဝန်ထမ်းအင်အားမမျှတာတာတွေဆေးဝါးပစ္စည်းနော်ပစ္စည်းလိုအပ်ချက်တွေအဲ့ဒါတွေရှိနေတယ်နောက်တစ်ခုကလူနာများတဲ့အတွက် work load နဲ့လူနဲ့ manpower နဲ့မမျှတာမျိုးတွေရှိနေပါတယ် အခုကမြေပြင်ကိုသွားမယ်ဆိုရင်ထိခိုက်ဒဏ်ဖြစ်တဲ့သူတွေတို့တွေ့တော့မှာမဟုတ်ဘူးအားကြီးအကုန်လုံးကဒီ case တွေကစေယုံကိုရောက်သွားပြီအဲ့တော့ကျိုးတာတွေပဲ့တာတွေတွေးထွက်တာအဲ့ဒါတွေကစေယုံစေကနေကျမတွေဆောက်ရှောက်တဲ့နေရာတွေသူတို့ကရောက်ပြီးနေပြီဘယ်လိုလူမျိုးတွေကြံ့နေမလဲနောက်တစ်ခုကစိတ်ဓာတ်ရရတဲ့သူရှိရလို့ညီမပြောပါအဲ့စိတ်ဓာတ်ရရတဲ့သူတွေကလည်းစေဥွေတဲ့နေရာအစာဥွေနေရာလာတန်းစီမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီစိတ်ဓာတ်ရဖြစ်တဲ့အခါမှာ trauma တစ်ခုရတဲ့အခါမှာ ဟို level light ခွဲလိုက်မယ်ဆိုတော့ mild moderate severe ဆိုပြီးတော့အတင်းတင်းရှိမယ်အဲအပျော့စားရှိမယ်တင်းတင်းရှိမယ်ပြင်းထန်ရှိမယ်အပျော့စားလူတွေကတော့ရတယ်သူတို့ရဲ့ခံစားချက်ကို handle လုပ်နိုင်တယ်ရဲ့အတိုင်းတာတစ်ခုရောက်တဲ့အခါမှာလဲ तू ကလွန်မြောက်ပြီးတော့ပုံမှန်နေထိုင်သွားနိုင်ပြီမပြင်းထန်တဲ့အနေအထားရှိတဲ့သူတွေကြတော့စိတ်ဆင်းရဲလွန်းလို့ထိတ်လန့်လွန်းလို့သူတို့ကလူမြင်ခွင့်ကိုမရောက်လာတော့လူတွေနဲ့ तू ကခွဲထွက်ပြီးတော့နေတယ်လူတွေနဲ့အတူတကွမနေတော့ဘူးပြီးရစားတာတောက်တာ YouTube တာအဲ့ ုံမှန် activity ဆိုလုပ်ချင်စိတ်မရှိတော့အဲ့တော့တို့တွေကရှောင်နေမှာတို့တွေကိုမြင်ရဖို့ခက်တယ်အဲ့တော့ကိုတွေကသွားပြီးတော့ကျမ်းမာရေးဆောက်ရှောက်မှုပေးရသူအလှူရှင်တွေကအာမေးရမှာပေါ့နော်အဲဒုက္ခရောက်နေတဲ့သူတွေရှိမှစိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့သူတွေရှိလားအရန်ထိတ်လန့်နေတဲ့သူတွေရှိလားအရန်အားငယ်နေတဲ့သူတွေရှိလားမေးရမယ်အဲဒုက္ခရောက်နေတဲ့ဒီ ဒီငလင်တန်ခံရတဲ့သူတွေကလည်းဟာကျမတို့ထဲမှာတော့တယောက်ကတော့ဘလို့ဖြစ်နေတယ်ဘလို့ပြအဲ့လိုမျိုးလေးတို့ကလည်းထုတ်ပေါ်ပြောဖို့လိုအပ်ပါတယ်အဲ့တော့မှဒါလေဒီဖြစ်နေတဲ့သူတွေမြင်ရမှာမဟုတ်ရကျမကတော့အစိတ်အင်မတန်ထိခိုက်နေပါတယ်ဆိုပြီးဘယ်သူမှရောက်လာမှာတော့မဟုတ်ဘူးပေါ့နော်အဲ့အဲ့ကိစ္စအဲ့တစ်ခုကတော့ရှိတာပေါ့အဓိကမြင်တာတဲ့ပြဿနာကဘာလဲဆိုတော့တန်ရှင်းမှုမရှိတဲ့ပြဿနာအမိုက်တွေလွယ်တူပစ်တယ်အဲလွယ်တူပစ်တဲ့အတွက်အဲ့နေရာမှာခြေနေရင်တွေကြွတွေလာနိုင်တယ်ရေမတက်လို့ဖြစ်တဲ့ကျမရင်တော့ဆက်တွေဖြစ်တယ်အမှဝမ်းပြဝမ်းရှက်ဖြစ်တဲ့သူတွေတွေ့ရတယ် အရေးပြားပြဿနာအရေးပြားပြဿနာတော့ပြောမနေနဲ့ဘယ်လိုပြောရမလဲလူအစုဝေးနဲ့နေပြီးဟေ့ဆိုရင်ဖြစ်တတ်တယ်ဒါအပြင်အခုချိန်မှာရေရေကောင်းရေတန်ရရှိမှုကမရှိတော့ဘူးမရှိရဖြစ်တဲ့အတွက်တကွေတန်ရှင်းမှုအားနေတော့ဖြစ်တဲ့အတွက်အရေးပြားပြဿနာတွေကိုတွေ့ရတယ်နောက်ဖြစ်လာနိုင်တာနောက်တစ်ခုကဘာလဲဆိုတော့ WhatsApp ပေါ့နော်အခုချိန်မှာအစားအသောက်တွေကကိုယ့်အိမ်မှာချက်ပြုတ်စားတောက်လို့မျိုးတို့အာဟာရပြည့်ပြည့်ကစားရမှာမဟုတ်ဘူးအဲ့တော့ menstruation ဖြစ်နိုင်တယ်အစုလိုက်ပြုတ်လိုက်နေတာဖြစ်တဲ့အတွက်အသက်9နှစ်ကနေ15နှစ်အတွင်းကလေးတွေဆိုရင်ဝက်သက်ကောင်ဝင်စီပြန်ထိုးပေးဖို့လိုအပ်တယ်နော်အဲ့လိုပြဿနာမျိုးတွေဖြစ်လာနိုင်တယ်အသက်ရှူလမ်းကြောင်းတွေဖြစ်တဲ့ဟာတွေဖြစ်လာနိုင်တယ်ပြီးတော့ခုနပြောတဲ့ဆေးဝါးပစ္စည်းပြတ်တာကြောင့်တစ်နှလုံးသမားတို့သွေးတွေသမားတို့စီးကျိုပြတ်တဲ့သမားတို့အဲ့ဒါတွေကပုံမှန်ဆေးမတောက်ရတဲ့အခါမှာဒီယောဂါတွေဆိုးဝါးလာတာမျိုးဖြစ်လာနိုင်တယ်အခုချိန်မှာတော့မတွေ့သေးဘူးသူကရချို့ယောဂါတွေကဖြစ်ဖြစ်ပြီးချင်းမှာချစ်တဲ့အချိန်မှာဖြစ်တဲ့ယောဂါတဲမာရဲ့ပြဿနာအဲ့ဒါဆိုရင်ထိခိုက်ထန်ရတာဒါအားချက် တပတ်လောက်မှတွေ့ရတဲ့ယောဂဝမ်းပြောင်းဝမ်းလျှော်ဆယ်ရက်လောက်နှစ်ပတ်လောက်တစ်လလောက်နေရတယ်အဲ့လိုယောဂမျိုးတွေကြွားသွားပါတယ်အဲ့ဒါကြောင့်မလို့အခုလက်ရှိမှာတော့တန်ရှင်းမှုမရှိတဲ့ဝမ်းပြောင်းအကြောင်းဖြစ်တဲ့ဝမ်းပြောင်းဝမ်းလျှော်နဲ့အရေးပြားပြဿနာတွေနာတာရှည်ယောဂတွေမှာဆေးဝါးပြည့်လင်းမှုအဲ့ဒါတွေကတော့မြင်တာတဲ့ case တွေပါပဲအခုအချိန်မှာဆိုရင်ဖော်လို့မရသေးတဲ့နော်မရှင်းလင်းရသေးတဲ့ဓာတ်ပုံတွေရေရှင်ရှိကောင်းရှိနေနိုင်ပါသေးတယ်အဲ့တော့ဒီဓာတ်ပုံတွေရှိရခါကျရင်နောက်ဆက်တွဲဘာဖြစ်လာနိုင်လဲဆိုတော့ပထမဆုံးအနေနဲ့ဒီဓာတ်ပုံတွေကိုကင်တွယ်ရတဲ့ဖယ်ရှားရတဲ့သူတွေပေါ့နော်ကာကွယ်ရေးကယ်ဆယ်လုပ်တဲ့သူတွေက personal protective measure တတိယချာလုပ်တင်တယ်နော် PPE ဝတ်စုံတတိယချာဝတ်ဖက်နက်တွေလက်အိတ်တွေပြီးရင် face shield တွေမျက်နှာတွေအကာအကွယ်တတိယချာဝတ်ဖို့လိုအပ်ပါတယ်အဲ့လိုလိုအပ်တယ်အဲပြီးရင်ခါကျလိုအပ်ရင်တော့ဒီကယ်ဆေးလုပ်တဲ့သူတွေကကာကွယ်ဆေးတွေ tetanus လို့ခေါ်တဲ့မီးခိုင်ရောဂါကာကွယ်ဆေးတွေပြီးဖို့ကာကွယ်ဆေးတွေအဲ့ဒါတွေထိုးထားဖို့ကောင်းတယ်ထိုးသားတယ်အကောင်းဆုံးပေါ့နော်အဲ့လိုတွေထိုးပြီးတော့မှကင်တွေတာထဲဖဲချတာတွေလုပ်ရတယ်လက်ကိုရေနဲ့ဆက်ပြန်တဲ့တတိယချာပြန်ဆေးဖို့လိုအပ်တယ်ရေမိုးချုပ်ပြီးတတန်ရှင်နေဖို့လိုတာပေါ့နော်တကယ်လို့များမတော်တဆ ကို့အသားရင်မှာပိုးနာပဲ့တာရှိတယ်အဲ့လိုရှိနေတဲ့အချိန်မှာအကာအကွယ်လည်းမသုံးတော့ဘူးဒီ dead body ကိုခြင်လိုက်လို့ dead body ရဲ့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့မှုရှိရဆိုချက်ချင်းရင်နဲ့ဆက်ပြားနဲ့စေလိုအပ်တဲ့ post exposure prophylaxis တွေတောက်ဖို့လိုအပ်တယ်ဘာလို့လဲဆိုတော့ဒီ dead body မှာသူအသက်ရှိစဉ်က ဗာကျန်းမာရေယောဂတွေရှိနေနိုင်မလဲဆိုတာမပြောနိုင်ဘူးပေါ့နော်ဒီတယောက်တဝါဘီပိုတို့ HIV AIDS တို့ကတော့ပြေပြီးတော့အကြာကြီးခဏကမှမနေနိုင်တော့ညာလဲ6ရက်ဝန်းကျင်လောက်ပဲပေါ့နော်အဲ့လောက်ပဲနေနောက်အဲ့နောက်ပိုင်းမှာရှိတော့မှာမဟုတ်ဘူးရှိတော့ဖြစ်တဲ့အတွက်အဲကိုကဒီထက်ဆော့ဆော့စစ်စစ်ထိတွေ့မှုတွေကိုခဏကမှလဲအပေါက်ပြဲတွေရှိရယ်ဆိုတော့ခုဆက်ဖို့ chance နဲတယ်ရှိရောရှိတယ်ပေါ့နော်နဲတယ်ဒါပေမဲ့အဲအဲ့ဒါတွေပေါ်မှာလဲကိုကကြိုတင်မိကာခွေထားအကောင်းဆုံးပဲ နောက်တစ်ခုကဒီပတ်ဖော်ကြီးကပုတ်ကွာလာတဲ့ခါကျရင် gas တွေထွက်လာတယ်မီသိန်းလိုမျိုးเนาะမီသိန်း gas တွေထွက်လာတဲ့ခါကျဒါတွေရှူရှားရတဲ့ခါကျရင်ခေါင်းမူတာပြို့တာအန်တာအဲ့ဒါတွေဖြစ်လာနိုင်တယ်နောက်တစ်ခုကဒီ dead body တွေကိုမဖယ်ရှားသေးတဲ့အချိန်မှာခြင်နေရင်နေကြွက်တွေလာမယ်အဲ့တော့ခြင်ချောင်းဖြစ်တဲ့ယောဂါတွေရင်ချောင်းဖြစ်တဲ့ဝမ်းပြောက်ဝမ်းလျှော်ခြင်ချောင်းဆိုရင်အဲမာသွေးလွတ်တော့ကွေးတို့ဖက်ဖျားယောဂါတို့เนาะကြွက်ချောင်းဆိုရင် leptospirosis လို့ခေါ်တဲ့ကျန်းမာရေးပြဿနာအဲ့ဒါမျိုးတွေဖြစ်လာနိုင်နောက်တစ်ခုကကြတော့ဒါတွေကိုမြင်ရတဲ့လူတွေပေါ့မြင်ရတဲ့အချိန်စိတ်ထဲမှာ distress ဖြစ်တာပေါ့နော်စိတ်မသက်မသာဖြစ်တယ်စိတ်ဖိစီးမှုဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာမှာလည်း impact ရှိတယ်အဲဒါက dead body တွေကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲစိတ်ပိုင်းဆိုင်တဲ့လူပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေအဲပြည့်ရခါမျိုးမှာငိုကိုယ်တွေကတဘာဝဘီအန်တွေတခုဖြစ်ပြီးဆိုရင်ကံရေပဲဖြစ်ဖြစ်ချောင်းရေမြေရေအကုန်လုံးကတန်ရှင်းမှုမရှိတော့ဘူးရေတွေအကုန်လုံးပျက်စီးသွားတယ်အဲ့လိုပျက်စီးသွားပြီးတော့တောက်တုံးရေမတန်ရှင်းဘူးမတန်ရှင်းတဲ့အထဲမှာမှဒီ dead body တွေအမိုက်ပုံတွေမရှင်းရတဲ့အနေနဲ့မိုးတွေရွာလိုက်မယ်ရေတွေစီးလာမယ်ဆိုရင်ရေတွေညင်ညမ်းဖို့ chance ကပိုများသွားမယ် ပြီးရခါကျရင်တန်ရှင်းတဲ့ရေမရှိတဲ့အတွက်ချက်ပြုတ်တာပြင်ဆင်တာတောက်သုံးတာနေရာမှာပြဿနာတွေအခက်အခဲတွေရှိလာနိုင်တယ်အမိုက်တွေကိုအလွယ်တကူဆွန့်ပစ်တဲ့တေချာကျွင်းတွေတူပြီးမပစ်တဲ့အတွက်အဲခြေနေရင်တွေကြွက်တွေလာမယ်အဲ့ရနေဝမ်ပြဝမ်လျှော်တွေဖြစ်မယ်ဗက်တာဘရိုနစီလို့ခေါ်ခေါ်တဲ့ယောဂါတွေအများကြီးဖြစ်လာနိုင်တာဖြစ်တဲ့အတွက်အဲကျန်းမာရေးပြဿနာနောက်ဆက်တွဲတွေကတော့အများကြီးပါပဲအဲ့တော့မလောက်ရမှလဲဆိုတော့ဟိုကယ်ဆယ်ရေးလုပ်တဲ့သူတွေကိုလည်းလိုအပ်တဲ့ကာကွယ်ဆေးတွေထိုးပေး ခံစားရတဲ့အမျိုးစုဝေးနေတဲ့လူတွေကိုလည်းကာကွယ်ဆေးတွေထိုးပြီးဆောင်ရံရှောင်ရံတွေကိုလည်းအကျမ်းမအသိပညာဟောပြောပေးရမယ်ရေကိုပုပ်ပွက်စုရဲ့ရေ100 degree celsius ကိုမိနစ်20လောက်စုထားအပြီးတော့မှအဲ့ရေကိုတောက်အဲ့တော့ကြိုချက်ထားတဲ့ရေကိုဖြစ်စေအစားအသောက်ကိုဖြစ်စေတိတိကျကျလုံခြုံအောင်ဖုံးအုပ်ပြီးတော့တူလောင်ထားဖို့လိုတယ်တန့်စင်တဲ့နေရာမှာမလုံးတူလောင်ထားဖို့လိုတယ်အစားအသောက်ချက်ပြုတ်ပြင်စင်တဲ့နေရာဒီအိမ်နာတို့အမိုက်ပုံတွေကိုဝေးရမယ်ရေတွင်းရေကန်ဒီအမြင့်နေရာမှာရှိရမယ်အိမ်နာတွေအမိုက်တွေကိုဝေးရမယ် အစားအသောက်ကိုကင်တဲ့နေရာမှာလက်ကိုအရင်နဲ့စက်ပြန်နဲ့တန့်စင်အောင်စေလက်သက်တော့မှာအစားအသောက်ကင်ရမယ်အစားအသောက်တွေကိုထည့်တဲ့အိုးခွက်ပကံတွေတန့်ရှင်းရမယ်အဲ့လိုတန့်ရှင်းမှုကိုဂယူဆိုင်ရမယ်နောက်နောက်တစ်ခုကကျင်းနေအမိုက်ပြစ်မယ်ဆိုရင်လည်းဒီတိုင်းပြစ်တာမျိုးမဟုတ်ပဲကျင်းတူးမယ်အနည်းဆုံး6ပေအနက်4ပေအကျယ်ရှိတဲ့တွင်းမျိုးမှာအမိုက်တွေပြစ်မယ် အဲမြေမြင့်နယ်ပြင်ကိုရောက်ဖို့တပေခွဲလောက်လို့မှမြေကိုပြန်ဖို့မယ်ပြီးနောက်တစ်ချင်းတူမယ်စွန့်ပြင်မယ်အဲ့လိုမျိုးစနစ်တကျပြည်သူကို educate လုပ်ပေးရမယ်ကျမကြီးဟောပြောပေးရမယ်အဲ့တော့ chlorine ခတ်မယ်ဆိုလဲ chlorine ခတ်ပဲ chlorine ဗန်နဆာရေဗန်နဆာထည့်ရမယ်အဲ့ဟိုမထည့်ပြီးတော့မိနစ်30ကြာမှဒီရေကိုတောက်သုံးလို့ရတယ်အဲ့လိုမျိုးလေးတွေတိတိကျသင်ပေးဖို့လိုအပ်တယ်ဒါမှသာလေဒီငလင်တန်ရေမိုးရွာတာတွေဒီ dead body တွေရဲ့နောက်ဆက်တွဲကျမကြီးပြဿနာတွေကိုရှော့ချကာကွယ်နိုင်မှာဖြစ်ပါတယ်